ဟာရီကိန်းကရော်နယ်ဒိုနဲ့မက်ဆီထက်ပိုကောင်းတဲ့ဂိုးသွင်းစွမ်းရည်ပိုင်ရှင်ဖြစ်လာတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။ဘိုင်ယိုမြူနစ်တက်စစ်မှုဟာရီကိန်းကရော်နယ်ဒိုနဲ့မက်ဆီထက်ပိုကောင်းတဲ့ဂိုးသွင်းစွမ်းရည်ပိုင်ရှင်ဖြစ်ရောက်သွားခဲ့ပါတယ်။ဟာရီကိန်းကဘရူးစ်ဂျက်ကိုအနိုင်ရခဲ့တဲ့ပွဲမှာသွင်းယူခဲ့တဲ့ဂိုးကြောင့်မလို့ဘိုင်ယိုမြူနစ်အတွက်၁၂ပွဲကစားပြီးဂိုး၂၀အထိသွင်းယူနိုင်ခဲ့တာကြောင့်ရော်နယ်ဒိုနဲ့မက်ဆီထက်ဂိုးသွင်းစွမ်းရည်ပိုကောင်းတဲ့သူဖြစ်လာခဲ့တာပါ။ဟာရီကိန်းကဥရောပထိပ်တန်းလိ၅ခုမှာ၁၂ပွဲကစားပြီးဂိုး၂၀ပြည့်အောင်သွင်းလာတဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပြီးမက်ဆီနဲ့ရော်နယ်ဒိုတို့ထက်ကိုပိုကောင်းတဲ့ဂိုးသွင်းစွမ်းရည်မျိုးပြနိုင်ခဲ့တာပါ။ ရော်နယ်ဒိုဟာသူ့ရဲ့ကစားသမားဘဝမှာဂိုး20ပြည့်အောင်အမြန်ဆုံးတွင်းနိုင်ခဲ့တာကလည်း73ပွဲကစားပြီးမှတွင်းနိုင်ခဲ့တာဖြစ်တယ်လို့မက်ဆီကလည်း18ပွဲကစားပြီးမှတွင်းနိုင်ခဲ့တာပါ။ဟာရီကိန်းကတော့12ပွဲကစားပြီးဂိုး20တွင်းယူနိုင်ခဲ့တာဖြစ်လို့ရော်နယ်ဒိုနဲ့မက်ဆီကိုကြော်ပြီးစံချိန်တစ်တွေကိုပိုင်ခဲ့တာပါ။ဟာရီကိန်းကိုဒီနှစ်ဘောလုံးရသည်မှာဂိုးတွေဇက်တိုက်တွင်ပြီးစံချိန်တစ်တွေတစ်ခုပြီးတစ်ခုရယူခဲ့တဲ့သူဖြစ်လို့လူတကာကလည်းမျက်စိကျနေကြတာဖြစ်ပါတယ်ခင်ဗျာ